အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့စာရေးသူမကျေးဦးရေးသားထားတဲ့မြတ်တာမိုးရေဆိုတဲ့ဝစ်ချတိုလေးကို တင်ဆက်ပေးသွားပါမယ်ရှင်မြတ်စွာဘုရားရှင်၏ဒေသနာတော်များစွာထဲမှာမြတ်တာတုံ၌မိခင်သည်ရင်၌ဖြစ်တော်တူဦးဒီတော်သားကို အသက်ရှင်စေရန်အစဉ်ဆောင်ရှောက်ပြီးတကယ်သောထိုအတူပင်တတဝခတိန်တို့၌အတိုင်းအဆမရှိသောမြတ်တာစိတ်ကို ွားများရာဤလို့မိခင်မြတ်တာကိုစံထားပြီးမြတ်တာပွားများဖို့ဟောကြားတော်မူခဲ့သောဒေသနာကိုကျွန်တော်ကတော့အသေးအချာအသိဆုံးပါဗျာပရိတ်တော်ထဲမှာပါဏိစာသားနဲ့အ내အတိတ်ပဲကိုလည်းအမေဦးလေးဗဘုံကြီးကတေချာပြောပြထားလို့သိနေတယ်လေမိခင်မြတ်တာကြီးမြတ်စွာကိုကျွန်တော်ကပို့သီးခဲ့တာပေါ့ပို့သီးခဲ့တဲ့အကြောင်းကလည်းအမေမြတ်တာကိုကျွန်တော်ကအခြားသူတွေထက်ပို့ရခဲ့လို့ပါ ရခဲ့တဲ့အကြောင်းရင်းကို ရှင်းပြရင် ပို့ပြီးတဘောပေါက်သွားမှာအကြောင်းရင်းကဒီလိုဗျအမေပြောပြတဲ့ကျွန်တော်ငယ်ဘဝတွေကဇာတိအစမှကလေးကမလှဘူးတဲ့ဗျာတနေ့24နှစ်ရည်တဲ့ကအဲ့ချင်း7နှစ်ရည်နှုတ်ပြင်းရင်ကြာနဲ့16နှစ်ရည်က အမေနဲ့ကျွန်တော်လက်ပွန်းတတိရှိခဲ့တာမို့ကျွန်တော်တို့သားမိအပေါ်ဖြစ်တည်လာတဲ့ကံကြမ္မာနဲ့ဝတ်ကြွေးကိုရှောင်လွှဲမရတဲ့အဆုံး အမေရဲ့မိခင်စိတ်ဆိုတဲ့အင်အားနဲ့ဘယ်လိုသုံးလှန်ကာကွယ်ခဲ့တယ်ဆိုတာပြောပြချင်တာပါကျွန်တော်ကိုကိုဝန်9လနဲ့အမေလွယ်ထားရချိန်မှာအဖေငှပြားပိုးအုံနောက်ထဲဝင်ပြီးဆုံးပါခဲ့ပါတယ်ကျွန်တော်တို့နေတဲ့ငဝုံးမြစ်အနောက်ဖက်ကန်ဒေတာက ရိုးမငှပြားကလည်းတိတ်ကြမ်းတာဆိုပဲတောနဲ့ပတ်သက်တဲ့အလုပ်လုပ်သူမှန်သမျှငှပြားမိကြတာများပါတယ်အဖေဆုံးပြီးကိုဝင်နဲ့ကြံခဲ့တဲ့အမေဟာသွေးသားရင်းချမရှိခဲ့ပေမဲ့ အဖေရှိစင်တုံးကရွာရဲ့တာရဲနာရဲတွေမှာစေတနာကောင်းခဲ့တဲ့အကျိုးဆက်တွေကို အမေတပြန်တလှည့်ခံစားခဲ့ရတယ်။ရက်ဆွေရက်မျိုးအားကိုခဲ့ရတယ်။တောင်းနေလူရန်စားဆိုတာလဲသိတဲ့အတိုင်းပေါ့ဗျာ။အထုပ်ဖြီစားတာမှမဟုတ်ကြတာ။ရိုးမာတဲ့သွားပြီးအလုံးလုံးတဲ့အဖေမရှိပေမဲ့အိမ်နီးနားချင်းတွေရဲ့ကောင်းမှုနဲ့အမေစားရေးကတော့မခက်ခဲဘူးဗျာ။ ဟိုအိမ်ကဟင်းတစ်ခွက်ဒီအိမ်ကဆန်တစ်ခွက်နဲ့လဲပတ်ရင်ရက်တွေကိုကြော်ဖြတ်ခဲ့ရတာအဖေဆုံးမြင့်နှစ်ပတ်မြောက်စနေနေ့တနေ့ရဲ့ရေတက်နေတက်ချိန်မှာလာမစီပဲကျွန်တော်ကိုမွေးဖွားခဲ့ပါတယ်။တာဥစနေဖြစ်ခဲ့တဲ့ကျွန်တော်လူလောကကိုစရောက်ပြီးဆိုကြဲကအဖေအတွက်လောင်မြိုက်ခဲ့ရတဲ့တောကပရိဒေဝမီးတွေမငိမ့်သေးခင်ကျွန်တော်နဲ့ပတ်သက်တဲ့အပူမီးကအမေကိုထပ်မံလောင်မြိုက်ခဲ့ရပါတယ်။ ဥဝဲဥဝဲဥဝဲမွေးပြီမွေးပြီအမလေးခလေးလေးကဘလူးလေးတော့ခလေးငိုတန်းနဲ့အရက်လက်တန်းအမေတင်းရဲ့အတန်တွေကိုတပြိုင်နက်တည်းကြားရပြီးအမေဟာအချိန်နိုင်တော်တော်ကြာကြာသတိလစ်သွားခဲ့ပါတယ်အမေတင်းဆိုတဲ့အရက်လက်တဲ့အတော်ကြီးကကျွန်တော်ကိုမြင်မြင်ချင်းဘလူးလေးလို့ထင်သွားပုံရပါတယ်ထင်တာလည်းမပြောနဲ့လေ သူမြင်လိုက်တာကပစမ်းမထွက်နေတဲ့အဆွဲလိုသွားဖိုးဖွေးကိုတွေ့လိုက်ရတာကိုအမှန်ကတော့ကျွန်တော်ရဲ့အပေါ်နှုတ်ခမ်း꿰ပြီးအဲဒီအကွဲကြားကကလန့်ဖြတ်ထိုးထွက်နေတဲ့သွားဖြူဖြူကြီးတစ်ချောင်းဟာနှကောင်းသားထိကလန့်ကြီးပြ꿰နေတဲ့ဘေးနှုတ်ခမ်းသားတွေရဲ့အပေါ်ကိုထင်းထင်းကြီးထွက်နေလို့အမေတင့်လက်မယ်ဆိုလဲလန့်စရာပေါ့ဗျာတူလန့်တာကအရေးမကြီးဘူးကျွန်တော်အမေကတော့တူလန့်អော်တဲ့အတန်ကြားပြီးတရိပ်လက်ခဲတာ တတိယလာတဲ့အချိန်မှာတော့နို့လည်းသွားခဲ့ပါတယ်။နို့မဆို့ရတော့ကျွန်တော်ကိုကျွန်တော်ငိုရာကြည့်ပြီးအမေလည်းငိုခဲ့ရတာပေါ့။တနာစရာကောင်းတဲ့ငါသားလေးဆိုပြီးလက်ပေါ်ကမချတော့ဘူးတဲ့။ကျွန်တော်ကနို့မတိုက်နိုင်တဲ့အမေဟာအဖေကိုယ်တိုင်တော့ထဲမှာရှောက်ဖွေဖွေယူထားတဲ့ပြားရည်ကိုအဆက်ကလေးတွေချချပေးရတယ်။များသွားရင်လည်းတီးတတ်တယ်။တီးရင်လည်းတေတက်လို့တဲ့။ရေကြက်အေးနဲ့ပြားရည်ဆက်တွေနဲ့အဆင်ပြေပြီမထင်ပါနဲ့။ ရေနဲ့ပြားရဲ့ဆက်တွေတိုက်ရင်လဲကွဲနေတဲ့နှုတ်ခမ်းကြားကနေနှကောင်းနဲ့အထိစီးဝင်တာကများပါတယ်။အဲဒီလိုဖြစ်ပြီးဆိုရင်လဲတဟုံးဟုံးနဲ့အသက်ရှူရမတက်တီးတတ်ပါတယ်။အမေတို့မထွက်တဲ့ပြဿနာရဲ့နောက်ဆက်တွဲပြဿနာများစွာကို အမေကပိုတီးခဲတာလေ။အဲဒါကြောင့်နှုတ်ထွက်ဖို့အမေသားမစားတဲ့အမေဟာနွားမီးပြုတ်ကိုဟင်ခါအဖြစ်တောက်ခဲတာနေ့တိုင်းနဲ့ကျွန်တော်ငိုတန်ကြားတိုင်းတောက်တာတဲ့။ နောက်ဆုံးတော့အမေဆန္ဒပြည့်ရတာပေါ့ဗျာ။နှိုးရည်ကြီးလေးတွေစထွက်တဲ့နေ့ကဆိုရင် ကျွန်တော်ကိုရင်ခွင်နဲ့ထားပြီးအသင်းနှုတ်ဆုတ်စီတာလေ။ကျွန်တော်ကလည်းဒါမျိုးမဆုတ်ဘူးတော့အော်အော်ငိုခဲ့တာ။နောက်တော့အမေက သူ့လက်နဲ့နှိုးရည်ကိုညှစ်ချပေးမှကောင်းမှန်းတည်ပြီးကျွန်တော်အားပါတရဆိုတော့တာ။ဒါပေမဲ့ဗျာနှိုးရည်ထွက်လို့ဆုတ်ရတဲ့ကျွန်တော်မှအဆင်ပြေသွားခဲ့ပေမဲ့အမေကတော့အဆင်မပြေရှာဘူး။ ကျွန်တော်ဆုတ်လိုက်တိုင်းတကြွကြွနဲ့ဆုတ်သက်ပြီးအောက်ခံနေရတဲ့အမေအဖြစ်ကတနာစရာပါမွေးရပါနှုတ်ခမ်းကွဲကြားကကန့်လန့်ဖြစ်နေတဲ့သွားက အမေရဲ့နှုတ်သီးကောင်းတစ်ဝိုက်ကို ပုံးပဲ့တိုက်ရှာနေတာလေနာလုံးလုံးမျက်ရည်တွေဝိုင်းပြီးအောက်ခံနေရတဲ့အမေရဲ့ဝေဒနာကို အမေပဲပိုတိမှဆိုပေမဲ့ကျွန်တော်တိတက်ဆပြုတဲ့အထိအဲ့ဒီသွားကိုမြင်ပြီး အမေကိုတနာခဲ့တာပါ သွေးကနေပြောင်းလဲလာတဲ့နှုတ်ရည်ကိုတောက်ဆုတ်ခဲ့တာတည်းမဟုတ်ပဲအမေနိုတီကောင်းလေးတွေကိုလည်းကန့်လန့်ဖြစ်နေတဲ့သွားကတိုက်တွန်းပွန်းရှာယူခဲ့လို့အမေရဲ့အသားစာလေးတွေကလည်းနှုတ်ရည်တွေနဲ့အတူကျွန်တော်ပါဇက်ကနေတဆင့်ဝမ်းနဲ့စီစဉ်ခဲ့တာပါအမေရဲ့အသွေးအသားအကုန်စားတောက်ခဲ့တာပါဆိုမိခင်မြတ်တာကိုအခြားသူတွေထက်ကျွန်တော်ပိုရခဲ့တယ်ဆိုတာတသက်ပြချက်တစ်ခုပါကျွန်တော်နှစ်လသားအရွယ်ရောက်လာတော့အမေအလုပ်လုပ်ဖို့စဉ်းစားပြီး ခေါင်းရင်အိမ်ကဗာကြီးတာခေါင်တို့စီမှာ တပြက်စီးထိုးတင်တော့တယ်။စားပေါက်တိုးလာပြီဆိုတော့ရက်ဆွေရက်မျိုးကြီးအမြဲအားကိုးနေလို့မှမဖြစ်တာ။လာမစိပဲမွေးခဲ့တဲ့ကျွန်တော်ကလည်းလာသားအရွယ်အရောက်မှာစားလုံးကကြီးခဲ့တယ်ဆိုပဲ။အမေနှုတ်သက်ချိန်မှာတော့ကျွန်တော်ကနိုင်အောင်ဆုတ်ခဲ့တာ။အမေနှုတ်ကိုကျွန်တော်ဆုတ်နေတဲ့အချိန်မှာအမေကရေတမုတ်တဖလားကိုအတင်းတောက်ချရတယ်တဲ့။ ကျွန်တော်ဆော့ယူလိုက်တဲ့နှုတ်ရည်တွေက အမေခန္ဓာကိုယ်ထဲကညှော့နေသွားတဲ့သွေးတွေပေါ့အဲ့ဒီညှော့နေသွားတဲ့သွေးတွေကို အမေကရေတောက်ပြီးချက်ချင်းဖြည့်ဆည်းပေးတာလေကျွန်တော်နှစ်နှစ်သားရောက်မှနှုတ်ပြတ်တယ်ကျွန်တော်နှုတ်ပြတ်တဲ့အချိန်အမေနှုတ်တီးကောင်းလည်းမရှိတော့ဘူးခေါင်းရလေးပဲကျန်တော့တယ်သွားနဲ့ထိတိုက်ပုတ်ရှာခဲ့ပြီမဲ့နှိုးဆုပ်နေတဲ့အာငွေ့နဲ့အနာမဖြစ်ပဲနှုတ်တီးကောင်းလေးကတော့ပဲ့ပဲ့သွားခဲ့တာပါ မိခင်မြတ်တာကိုအခြားသူတွေထက်ကျွန်တော်ပိုရခဲ့တယ်ဆိုတော့တတိပြချက်တစ်ခုပါကျွန်တော်သုံးနှစ်သားအရွယ်မှာတင်ပါမှာအနာစာဥတွေပောက်ခဲ့လို့အနာလုံးတွေဟာရောင်ကိုင်းပြီးပက်လက်လည်းမအိပ်နိုင်ဘေးဆောင်လည်းမလှဲနိုင် ထိုင်လည်းမထိုင်နိုင်ခဲ့လို့မှောက်ရက်နဲ့ထမင်းစားရဖို့အဆင်မပြေတဲ့ကျွန်တော်ကို အမေဟာသူ့ကုတ်ပေါ်မှာခွာထိုင်ခိုင်းပြီးခေါင်းပေါ်မှာခမောက်ကိုပက်လက်လှမ်းခမောက်ထဲကို ထမင်းစလုံးထည့်ပြီးစားစေခဲ့ပါတယ် အမေလည်းဘင်းကိုခြေနှချောင်းခွာပြီးနေရတာကအနာရီကိုဘာနဲ့မှမထီရတော့တတ်တောင်တတ်တာရှိတာပေါ့အနေကောင်းတော့ထမင်းစားပြီးလဲအမေဂုတ်ပေါ်ကမစင်းတော့ပဲခမောင်းနဲ့ထမင်းစလုံးဖယ်ပြီးအမေကောင်းပေါ်မေးတင် အမေနှစ်ဖူးတိုင်းဖက်ပြီးအိပ်ပျော်ခဲပါတယ်သုံးနှစ်သားခန္ဓာကိုယ်ကိုဂုတ်ပိုးထားရတဲ့ညောင်းညာကိုက်ခဲမှုတွေကို အမေတစမ်းမှမငြင်းညူခဲ့ပါဘူး ကျွန်တော်အတွက်အဆင်ပြေတော့အနာမပြောက်မချင်းအမေဂုတ်ပေါ်ထိုင်ပြီးခေါင်းပေါ်မှာပဲထမင်းစားခဲ့တာပါကျွန်တော်အနာရယ်တက်တလာချိန်မှာတော့အမေလည်းပင်ဟာဟိုဘက်ဒီဖက်မလှည့်နိုင်တော့ပဲတပတ်လောက်ဆက်ခိုင်းသွားတာတဲ့မိခင်မြတ်တာကိုအခြားသူတွေထဲကျွန်တော်ပိုရခဲ့တယ်ဆိုတော့တက်တည်ပြချက်တစ်ခုပါကျွန်တော်အသက်၅နှစ်ပြည့်လို့ကျောင်းစတက်တဲ့နေ့မှာတော့ရက်မပြတ်လှုပ်ခဲတဲ့တပြည့်စည်းလုပ်ငန်းကိုတနေ့နားပြီးကျွန်တော်နဲ့အတူကျောင်းကိုအမေလိုက်ခဲ့ပါတယ်။ ျွန်တော်ကိုရွာထဲကတချို့ကလေးတွေကမမြင်ဘူးလို့အထူးအဆန်းတွေလိုက်ကြည့်တဲ့အခါအမေကအဲ့ဒီကလေးတွေကို မလိုလားတဲ့မျက်လုံးတွေနဲ့ဆူဆူဝါဝါပြန်ကြည့်လိုက်ရင်ကျွန်တော်ကိုမကြည့်ရတော့ပဲအမေမျက်လုံးအကြည့်ကနေရှောင်လွဲထွက်သွားတတ်ကြပါတယ်။ကြောင်းတက်ခေါင်းလောင်းတီးတော့မှကျွန်တော်အနာနာကပ်ပြီးအမေကျောင်းရှိကတရက်ပင်အောက်မှာဆင်းတဲ့အထိစောင့်နေမှတဲ့ နေ့လယ်မုတ်စားကြောင်းဆင်းချင်တရက်ပင်အောက်မှာစောင့်နေတဲ့အမေစီသွားဖို့ကျွန်တော်ထွက်လာတော့ကျွန်တော်တက်တဲ့သူငယ်တန်းကကြောင်းသားတယောက်ကကျွန်တော်ကိုဟဲ့ကောင် အပဲ့ဘယ်သွားမလို့လဲတဲ့ကျွန်တော်ဘာမှပြန်မပြောဘဲနဲ့အမေစီပြေးပြီးကျွန်တော်ကိုအပဲ့လို့ခေါ်တဲ့အကြောင်းအမေပြန်ပြောပြတော့အမေအသားတွေတစက်ဆက်သုံးလို့ကျွန်တော်လက်ကိုဆွဲပြီးဆေးရရှိမှအပဲ့လို့ခေါ်ကြောင်း ရှိုက်တန်ပလုံးပထွေးနဲ့တိုင်ပြောရင်အမေတဲတဲထန်ထန်ငိုချလိုက်ပါတယ်။ဆရာဟာအပဲလိုခေါ်တဲ့ចောင်းသားကိုခုံပေါ်တက်မတက်ရက်ခိုင်းပြီးဝတ်ချမ်းပြားနဲ့တင်မားကိုရိုက်ခဲ့ပါတယ်။ဆရာရဲ့ဆုံးမမှုနဲ့မကျေနပ်သေးတဲ့အမေဟာညနေကျောင်းဆင်းချိန်မှာတော့ရွာလူကြီးတွေစီသွားပြီးကျွန်တော်ကို အပဲလိုခေါ်တဲ့ကလေးနဲ့ကလေးမိဘတွေကို ထတ်တိုင်ခဲ့ပါတယ်။အပဲလိုအခေါ်ခံရတဲ့စကလုံးအတွက် အမေယူကျုံမရဝမ်းနေနေတာကို သိတဲ့ ကလေးရဲ့ဖခင်ကလည်းကလေးကိုရွာလူကြီးနဲ့အမေရှိမှပဲရိုက်ပြီးထပ်မံဆုံးမခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီး အပေါ်နှုတ်ခမ်းလေးပဲ့နေတဲ့ကျွန်တော်ကိုဘယ်သူကမှအပဲ့လို့မစာဝန်တော်ပါဘူး။ချွေရွှန်းချက်အားတဲ့ချက်တွေရှိတဲ့ကျွန်တော်ကို စိတ်မချနိုင်တဲ့အမေဟာနောက်နေ့ကျွန်တော်ကြောင်းတက်တော့တပြက်စီးလုတ်တဲ့ဆူဒါချိန်နဲ့ကင်တွေယူပြီးဖုံးကြီးချောင်းအောက်မှာအလုံးလုံးရင်းတနေကုန်ဆောင်ခဲ့ပါတယ်။ ကျွန်တော်စာတင်ရတဲ့ဖုန်းကြီးကြောင်းကလည်းဖုန်းကြီးကြောင်းဝင်းထဲဇရက်မှဆိုတော့ကျွန်တော်ကအမေကိုလှမ်းမြင်နိုင်တယ်လို့အမေကလည်းကျွန်တော်ကိုလှမ်းမြင်နိုင်တာပေါ့သူငယ်တန်းလေးကစပြီးလေးရက်အောင်တဲ့အထိကျွန်တော်နဲ့အတူ အလုပ်လုပ်ရင်းကြောင်းကိုလိုက်ခဲ့တဲ့အမေပါမိခင်မြတ်တာကို အခြားသူတွေထက်ကျွန်တော်ပိုရခဲ့တဲ့ဆိုတဲ့တတိပြချက်တစ်ခုပါကျွန်တော်မွေးပြီးတသွေးလှလာတဲ့အမေကိုလိုချင်လို့ကားလမ်းလာကြတဲ့သူတွေကို အမေခါခါတီတီညင်းဆန်ရင်ကျွန်တော်အတွက်သူ့ဘဝတစ်ခုလုံးနှိပ်ပြီး ဖြည့်ဆည်းခဲ့တဲ့အမေပါအမေရဲ့ထူးခြားတဲ့မိခင်စိတ်ကကျွန်တော်အားနဲ့ချက်ကိုဘယ်လို ဖြည့်ဆည်းဆောင်ရွက်နိုင်မလဲလို့အမြဲတွေးခဲ့တာပါကျွန်တော်အမေကဖုန်းကြီးကြောင်းထွက်တရားမို့စာလဲကောင်းကောင်းဖတ်တတ်ပါတယ်ပြီးတော့ဗလာစာအုပ်နောက်ကျောကတစ်ကနေ16အထိအလီကိုလည်းအကုန်အလွတ်ရလို့အလောလောရင်ကျွန်တော်ကိုစာတင်နိုင်ခဲ့ပါတယ် မွေးရပါမျက်နှာပေါ်ကကွဲနေတဲ့နှုတ်ခမ်းလေးကြောင့်အားနည်းချက်ရှိပေမဲ့အမေရဲ့လက်ထက်တင်ပေးမှုတွေနဲ့စာတော်တဲ့ကျွန်တော်မျက်နှာမငယ်ခဲ့ပါဘူး။ဘာကြီးသာခေါင်ရဲ့သားနဲ့သမီးမြို့ချောင်းကပြန်လာရင်မဂဇင်းတွေဝတ္ထုစာအုပ်တွေပါပါလာတတ်ပါတယ်။အမေကအဲ့ဒါတွေငှားဖက်ပြီးကျွန်တော်ကိုညအိပ်ရာဝင်ရင်စာတွေကအကြောင်းတွေကိုပုံပြင်ပြောတယ်လို့ပြောတတ်သူပါ။အမေရဲ့စာဖတ်တဲ့အကျိုးကကျွန်တော်ဘဝတစ်စိချိုးကိုပြောင်းလဲခဲ့တာလေ။ ရန်ကုန်စေယုံကြီးမှာနှုတ်ခမ်းကွဲတွေထုတ်တဲ့အကြောင်းမဂ္ဂဇင်းထဲမှာအမေဖတ်မိပြီးဘာကြီးတာခေါင်စီပြေတော်တာပါပဲဘာကြီးတာခေါင်နဲ့ခဏတွေ့အမေဦးလေးတော်တဲ့ရွာဦးကျောင်းကဘဘစီကိုဆက်သွားပြီးကျွန်တော်နှုတ်ခမ်းကွဲကို ချုပ်ဖို့အမေတိုင်ပင်ခဲ့ပါတယ်ဘာဖုံးကမြို့နယ်ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှရန်ကုန်သွားတာကောင်းလိမ့်မယ်လို့ဆိုပြီးမြို့ကိုတက်သွားခဲ့ပါတယ် နောက်နေ့မနေ့ဘဖုံးပြန်လာတော့မျိုးနယ်ဆရာဝန်ကကျွန်တော်ကိုသူ့အရင်စမ်းတမ်းကြည့်ပါမယ်။သူကြည့်လို့ခွဲစိတ်ကူတာနိုင်တယ်ဆိုရင်ရန်ကုန်စေယုံကြီးမှာချုပ်ဖို့သူ့ကိုယ်တိုင်လိုက်အနှံပေးပါမယ်ဆိုတာနဲ့ကျွန်တော်တို့သားမိမြို့စေယုံကို အရင်သွားစစ်ခဲရပါတယ်။ကျွန်တော်နှုတ်ခမ်းကွဲတာအာခေါင်တိမရောက်လို့ကန့်လန့်ဖြစ်နေတဲ့သွားကိုခွဲစိတ်ထုတ်လိုက်ရင်ချုပ်ဖို့လွယ်ကူကြောင်းအဆင်ပြေတာတည်တော့ သူ့ထက်ငယ်တဲ့မြို့ကဆရာဝန်လေးကိုကျေးဇူးရှင်ရဲ့လို့ထိုင်ထိုင်ပြီးကြော့ရင်းငိုခဲ့ပါသည်။အဲဒီချိန်မှာငိုတာကတော့ဝမ်းသာလို့ပေါ့ဗျာ။ကျွန်တော်လေးနဲ့ဆာမင်းပွဲဖြေပြီးချိန်မှာတော့ဘဘဖုံးရဲ့မြို့ကဆရာဝန်လေးရဲ့ကျွန်တော်နဲ့အမေရဲ့ကျွန်တော်နှုတ်ခမ်းခွဲချုပ်ဖို့ရန်ကုန်စေယုံကြီးကို ရောက်ခဲ့ပါတယ်။နှုတ်ခမ်းချုပ်ပြီးလို့ချုပ်ရိုးဖြေပြီးချိန်မှာတော့ရန်ကုန်စေယုံကဆရာဝန်ကြီးကား ရွာကိုမပြန်ခင် ခလေးကိုရုပ်ရှင်ယုံမှာ ဟာတာကသွားပြပါတဲ့အမေကမပြချင်ဘူးမတော်တဆနှုတ်ခမ်းပြန်ကွဲမှာဆိုလို့လေစေယုံမှာရှိတော့ပြန်ကွဲရင်လည်းပြန်ချုပ်လို့ရတာပေါ့ရွာရောက်မှ ပြန်လာရရင် ပိုဆိုးမှာဆိုတဲ့တူနာပြုဆရာမတွေရဲ့စကားထက်ကြရတော့မှာကျွန်တော်တို့သားအမိဟာတာမင်းသားတန်းရွယ်ပါတဲ့ကားသွားကြည့်ဖြစ်ပါတယ်ကျွန်တော်ကတော့ရုပ်ရှင်ကြည့်ပြီးဥလိုက်တဲလိုက်ရေးလိုက်တာပေါ့ဗျာ အမေကတော့ရုပ်ရှင်ပိတ်ကားကိုကြောပေးပြီးကျွန်တော်မျက်နာကချုပ်ထားတဲ့နှုတ်ခမ်းကိုပဲမမိတ်မတုံကြည့်ပြီးရင်တထိတ်ထိတ်နဲ့စိုးရင်ခဲရတာလေ။ဟာတာကားကြည့်ပြီးမရေနိုင်တဲ့အမေဟာကျွန်တော်ရေတိုင်းငိုတော့မဲ့မျက်နာကြီးနဲ့စိုးရင်ကြောင်ကြကြည့်ခဲတာပါ။ရုပ်ရှင်ကြည့်ပြီးနောက်တနေ့မှဆရာဝန်ကြီးကကျွန်တော်နှုတ်ခမ်းရိုးတွေကိုစစ်ဆေးရင်မင်းမနေ့ကတော်တော်ရဲခက်လားကဲရှင်းလျှောက်လဲရဲလို့ရပါပြီ။ အားရပါရတာရဲပြီးတော့မင်းနှုတ်ခမ်းကွဲ ပြန်မကွဲတော့ဘူးဆိုတဲ့စကားကြတော့အမေမျက်နှာပြုံးလာတာတွေ့ရတယ်။တေတက်လာတဲ့ခွဲစိတ်မှုကြောင့်ချုံရိုးရအနှဲငယ်ပဲရှိတဲ့နှုတ်ခမ်းနဲ့ချုံရွှင်းချက်မရှိတဲ့လူတယောက်ရဲ့ပြေဆုံးကောင်းမွန်တဲ့မျက်နှာဖြစ်သွားချိန်မှာတော့အမေရုံနဲ့ကျွန်တော်ရုပ်ဟာတာအမိပါလို့မပြောဘဲနဲ့တိတာအောင်ဆင်တူနေခဲ့တာပါ။ကျွန်တော်နှုတ်ခမ်းချုပ်ပြီးလေးတန်းအောင်လို့ငါးတန်းကိုចောင်းစားတတ်တော့ အမေကကျွန်တော်ကြောင်းကို မလိုက်တော့ပါဘူး။ငါးရမ်းမှအင်္ဂလိပ်စာစတင်ရတာဆိုတော့နှုတ်ခမ်းအနေထားမှမှအတန်ထွက်မှန်တဲ့အင်္ဂလိပ်စာစာလုံးပေါင်းတွေကို ကောင်းကောင်းပေါင်းဖတ်နိုင်ခဲ့တာပါ။နှုတ်ခမ်းသာမချုပ်ဖြစ်ခဲ့ရင်ကွဲနေတဲ့နှုတ်ခမ်းကလေထွက်တာနဲ့အင်္ဂလိပ်စာကိုဖတ်ရဖို့အဆင်ပြေမယ်မဟုတ်ပါဘူး။အရင်ကမူလရန်ကြောင်းပဲရှိခဲ့တဲ့ကျွန်တော်တို့ရွာမှာကျွန်တော်ငါးရက်တက်တဲ့နှစ်မှာပဲ တွဲဖက်အလဲတန်းကြောင့်ဖြစ်လို့ရွာမှာပဲအမေနဲ့မခွဲမခွာနေနိုင်ခဲ့တာပါအမေကတော့အတန်းရလာတာနဲ့အမြမြမလာတဲ့ပညာစရိတ်တွေအတွက်အလုတ်ကိုပူပူလုပ်ခဲ့ပါတယ်တပြည့်စည်းကိုကိုယ်တိုင်လဲထိုးရွာထဲကထိုးတဲ့သူတွေစီမှာလဲတဆင်ပြန်ဝင်ပြီးတော့မြို့ကိုသွားသွင်းလို့လုပ်ငန်းချက်ခဲ့ပါတယ်ကျွန်တော်အလဲရန်တက်တဲ့အချိန်ကလေးကမြို့เจ้าမှာအထက်တန်းပညာသင်ဖို့အမေချွေတာဆုဆောင်းခဲ့ပါဗျ ငါးတကောင်ချက်ရင် အမင်းနဲ့ကောင်းပဲစားပြီးအလေသားကိုကျွန်တော်ကြွေးခဲ့တဲ့အမင်းအသားဟင်းချက်ရင်တော့မကြိုက်တဲ့ဟန်ဆောင်ပြီးငပီးနဲ့တို့စရာတွေပဲစားခဲ့တဲ့အမင်းအမေဘိုက်ထဲမှာအယိုးနဲ့ဟင်းရွက်တွေပဲရှိတဲ့အမိုက်ပုံကြီးဖြစ်နေမလားမသိဘူးလို့တွေးကြည့်ဖူးခဲ့ပါသည်လိုအပ်ချက်တွေအားနဲ့ချက်တွေနဲ့မွေးဖွားလာတဲ့ကျွန်တော်ကို အမေဟာမိမသားတအူးရဲ့ခွန်အားထက်မိခင်ဆိုတဲ့ရင့်ကျက်တဲ့ခွန်အားတွေနဲ့ ဘဝကိုကောင်းမွန်စွာဖြတ်တန်းနိုင်မဲ့စွမ်းပကားတွေပေးခဲ့တာပါကျွန်တော်ဆိုတဲ့လူသားတော့မဟုတ် အမျိုးကောင်းသားတူရဲ့ရှေ့တင်ရှေ့ထိုက်တဲ့အရေးချင်းတွေကို အမေဖန်တီးပေးခဲ့တာပါအမေရဲ့ပေးဆက်နိုင်တဲ့မြတ်တာတော်မှာကျွန်တော်တဝကြီးလည်းပျော်ခဲ့ရပါတယ်အမေဒေသနာတော်အရာဝိကျွေးဆက်ပွဲကကြေခဲ့ပြီထင်ပါရဲ့အတိုင်းနာတစ်ခုအထိကျွန်တော်မှာပြေဆုံးခဲ့ပါပြီ။ ကျွန်တော်ဆယ်တန်းအောင်ပြီးရန်ကုန်စီးပွားရေးတက္ကသိုလ်မှာစီရင်အင်းပညာနဲ့ဘွဲရလုံးစီရင်ရုံးရဲ့ဦးစီးမှုတယောက်ဖြစ်မြောက်ခဲ့ပါပြီ။လောကနေရမှာအရာအမေနဲ့ကျွန်တော်ဘဝအမြင့်ပိုင်းကိုရောက်ခါမှာတန်တရာကိုကြောခိုင်းမေတ္တာစိတ်နဲ့အနိုင်ပိုင်းပြီးကျွန်တော်ကို ခွဲခွာလို့တရားရိပ်သာတစ်ခုမှရာတပ်ပံယောဂီအမေဝတ်သွားခဲ့ပါပြီ။ကျွန်တော်ကိုကျေးဇူးဆက်ခွင့်မပေးတော့ဘူးလားအမေရဲ့လို့ပြောတော့ လိမ်မာပြီးပညာရက်တယောက်ဖြစ်အောင်စ조사ခဲ့တာငါသားအမေကိုကျေးဇူးဆက်တာပဲပေါ့တဲ့ရာယူချင်းဆိုတဲ့လောဘမှာချမ်းသာကိုမရှာတော့ပဲဆွလွချင်းဆိုတဲ့အလောဘမှာချမ်းသာကိုရှာကြံသွားခဲ့တဲ့အမေစာရေးဆရာကြီးဆရာဦးရွှေအောင်ရေးတဲ့ကုသိုလ်နဲ့အကုသိုလ်စာအုပ်ထဲမှာမိဘကြီးအချစ်ကိုမြစ်တာအဖြစ်မြစ်တာတုံး၌ပုံစံထုတ်ခြင်းဖြစ်သည်လောက၌ထို့အချစ်မျိုးဖြစ်ချစ်ရန်ညွန်ကြားခြင်းဖြစ်သည် အမှန်အားဖြင့်မေတ္တာဟူသည် ပေးသူဖက်၌အကန့်အသတ်မရှိခံယူသူဖက်၌သာအကန့်အသတ်ရှိသည်မိုးရေခံယူတကဲ့သို့အိုးနှစ်ခံလင်းအိုးခွက်နှစ်ခံလင်းခွက်အပြည့်ရ၏မိုးဘက်ကမူအကန့်အသတ်မရှိ အပြည့်အဝရွာသွန်း၏ဘဝမှာလိုအပ်ချက်တွေများတဲ့အတွက်အမေမေတ္တာမိုးရေတွေကို ကျွန်တော်ပိုင်ဆိုင်သမျှထဲ့ဆရာများစွာနဲ့ခံယူထည့်ထားခဲ့ပါတယ် ။တာမိုးကြီးအတုံးဝင်လာတဲ့မိုးရေတွေကိုလည်းအဟောတိကံမဖြစ်စေချင်လိုပါအမေ။လုံလောက်စွာရထားတဲ့မိုးရေတွေကြောင့်တန်တရာရှည်သလောက်ငိမ့်ချမ်းနိုင်လောက်ပြီမို့အမေကိုကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစားရဆရာမမကြေးဘူးရေးသားထားတယ်မြစ်တာမိုးရီဆိုတဲ့ဝိထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်